ျွန်တော်လူသားတွေဟာတမိုင်းဥအစာကနေကဘဝရဲ့အတိပယ်ကိုရှာဖွေခဲ့ကြတယ်။ငါတို့ဘယ်ကလာတယ်လဲ။ငါတို့ဘယ်ကိုသွားမှာလဲ။ဒီဒုက္ခတရားကြီးတွေတွေကနေလွတ်မြောက်အောင်ငါတို့ဘာတွေလုပ်ရမလဲ။ဘယ်လိုကျော်သွားရမလဲ။ဒီလိုမိကုန်းတွေအပြေကိုရှာရင်ကျွန်တော်တို့ဟာယုံကြည်အားကိုးရအမျိုးမျိုးကို တွေ့ရှိခဲ့ကြတယ်ဖန်နီးခဲ့ကြတယ်ပေါ့အနောက်ဘက်သက်လို့ဒီလိုမျိုးယုံကြည်မှုတွေရဲ့ဗဟိုချက်မှာအဓိကအဖြစ်အချက်နှစ်ချက်ကိုကျွန်တော်တို့တွေ့ရလေးရှိတယ်အဲ့ဒီအချက်နှစ်ချက်တွေကပထမဦးဆုံးအချက်ကတော့ကျွန်တော်တို့ကိုဖန်နီးပြီးတော့ဘလို့အရာမျိုးကနေမစို့ကဲတင်နိုင်တဲ့အစွမ်းထက်တဲ့ဖန်နီးရှင်ဆိုတဲ့ပုံကိုယ်ကိုယုံကြည်တဲ့အချက်နောက်ထပ်တစ်ခုကတော့သူကိုယ်တိုင်လုံးမြောက်ရလမ်းကိုရှာဖွေတွေ့ရှိပြီးတော့အဲ့ဒီလမ်းကိုဘလို့မျိုးရှောက်လို့ရတယ်ဆိုတာနဲ့ပတ်သက်လို့မျှဝေပေးတဲ့သူ ဆိုတော့ဒီလိုမျိုး concept နှစ်ခုနဲ့အခြေတည်ပြီးတော့ကျွန်တော်တို့ဟာဒီနေ့ကကဘာကြီးအထိရောက်ရှိလာခဲ့ကြတယ်။ဆိုတော့ဒီနေရာမှာမေးစရာတစ်ခုရှိလာတာကဖယားသခင်ဒီဖန်ဆင်းရှင်နဲ့လမ်းညွန်ပြသသူဗုဒ္ဓတို့ဟာဘာ ਈ กว่าချားသလဲ။ဘယ်နေရာတွေမှာတော့မတူပါလဲ။သူတို့ရဲ့အယူဝါဒကတော့ကျွန်တော်တို့အပေါ်မှာဘယ်လိုမျိုးတက်ရောက်မှုတွေရှိသလဲ။ဟုတ်ကဲ့ပါ။ဒီနေ့ဗီဒီယိုမှာတော့ဒီလိုမျိုးအယူအဆတွေကိုနိုင်ရှင်လေ့လာရင်းနဲ့ဗုဒ္ဓကိုအတွေးခေါ်ပညာရှင်တယောက်အနေနဲ့ပါဘယ်လိုမြင်ရမလဲဆိုတာတွေနဲ့ပတ်သက်လို့ ကျွန်တော်ပြောပြမျှဝေပြီးတော့မှာလည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အတူတူဆက်လက်လေ့လာကြည့်ကြရပေါ့အာโอเคဆိုတော့ဒီနေ့မှာတော့ကျွန်တော်နေနေဒီ foundation creator ဆိုတဲ့ concept နဲ့ကျွန်တော်တို့ဒီဟိုလမ်းပြသူဆိုတဲ့ concept နှစ်ခုကြားကဘယ်လိုမျိုးကွာခြားမှုရှိတယ်လဲပြီးတော့အာဘယ်လိုမျိုးသင်ယူစရာတွေလေ့လာစရာတွေရှိနေမလဲဆိုတာ ਨੇ ပတ်သက်လို့ပြောပြပေးသွားမှာဖြစ်တယ်ပေါ့။ Okay ဆိုတော့ပထမအဆုံးဒီ creator ဆိုရဲအဲ concept လေးပေါ့နော်။ foundation ဝါဒဆိုရဲ concept လေးဒီကို โอเคตั้วไล่จ๋าบ่ปฐมอู้ซုံးนี่เนี่ยดิ creator reason ลูกขอเรย์ foundation วาระเนี่ยปะทะပြီးတော့အလေးလာကြည့်ရအောင်ပါအဲဒီအယူဆတွေဘယ်ကနေဘယ်လိုစတင်သလဲဆိုတာเนี่ยပတ်သက်ပြီးစိတ်ဝင်စားစရာရှုထောင့်တစ်ခုရှိနေတယ်ဗျအဲကျွန်တော်ဖတ်ဘူးတဲ့ Sapien လို့ခေါ်တဲ့စာအုပ်မှာတော့လူသားတွေကဒီဘာသာတရားတွေကိုစိတ်ကူးရင်ပြီးတော့ဖန်ပြီးခဲ့တယ်လို့ဆိုထားတယ် ဒီဇောင်းရဲ့ရှူတော့ရလူရင်းနှဖျားတွေကိုစတင်ကိုးကွယ်ရတဲ့အဓိကအကြောင်းရင်းကဒီစိုက်ပျိုးတော်လှန်ရေးလို့ခေါ်တဲ့ဒီ agriculture revolution ကြောင့်ဖြစ်ပေါ်လာတဲ့လူနေမှုပုံစံအပြောင်းအလဲနဲ့ဓာတ်ရိုက်တက်ဆိုင်နေတယ်လို့ဆိုထားတယ်။အစင်လိုက်ရှင်းပြရရင်တော့စိုက်ပျိုးရေးမလုပ်ခင်အမဲလိုက်အစားအစာရှာခွေနေတိုင်းနဲ့ခင်မှာလူတွေကတဘာဝကိုသူနဲ့ဒန်းတူလို့မြင်တယ်။အတစ်ပင်ကြောက်တုံးမြေရှောင်းရိစံတိုင်းမှာဝိညာဉ်ကိုဒီရှိကြတယ်လို့ယုံထားကြတယ်။အာနောက်ပြီးသူတို့ကဒီဝိညာဉ်တွေနဲ့ဓာတ်ရိုက်စကားပြောညှိနှိုင်းရတယ်လို့လည်းပါတယ်။ ဥမာတမင်ကိုအမဲမလိုက်ခင်တမင်ရဲ့ဝိညာဉ်ကိုခွင်းနှောင်းတာမျိုးတွေပေါ့အာဒီစနစ်မှာလူသားဟာတဘာဝရဲ့အစိပ်ပိုင်းတစ်ခုသာဖြစ်ပြီးတော့ဒီအထက်ကနေအုပ်ဆိုးတဲ့ God ဒါမှမဟုတ်ဒီနတ်ဘုရားလိုဟာမျိုးတွေမရှိသေးဘူးအာဒီကတစဉ်အဓိကပြောင်းလဲရေးဖြစ်တဲ့ခုနပြောတဲ့ Architecture Revolution လို့ခေါ်တဲ့စိုက်ပျိုးတော်လှန်ရေးစတင်ပြီးတော့လူတွေဟာနေရာတစ်ခုမှာအခြေချနေထိုင်လာကြတယ်ဒီကိုစီကိုစီဂျုံစဘာလိုအပင်တွေနဲ့တိုးစိတ်လိုတဲ့ရိစံတွေကိုပိုင်ဆိုင်လာတဲ့အခါမှာ ဒီအရာအလုံးကပြောင်းလဲသွားခဲ့တယ်ဘလို့ပြောင်းလဲရလဲဆိုတော့လူသားဟာအပင်နဲ့တရိတ်ဆန်တွေရဲ့အတက်ကိုထိန်းချုပ်လာနိုင်ပြီးတော့သူတို့ကိုသူတဘာဝရဲ့တက်ခင်အဖြစ်သဘောထားလာကြတယ်ဒါပေမဲ့ဒီသဘောထားရှိမှုကြောင့်ပြဿနာအစ်စ်တွေလည်းပေါ်ပေါက်လာခဲ့ဘာလို့လဲဆိုတော့ဒီတိုးတွေကိုထိန်းချုပ်လို့ရပါပေမဲ့တိုးတွေအတွက်မျက်ခင်းဖြစ်ထုံးစင်မဲ့မိုးကိုတော့သူတို့ထိန်းချုပ်လို့မရဘူး စဘာကင်းတွေကိုသူတို့ပိုင်မိမဲ့စဘာတွေကိုဖျက်ဆီးမဲ့ယောဂာနဲ့မိုးခေါင်ခြင်းတွေကိုသူတို့ control လို့မရဘူးဗျပြောရင်တော့တိုးမွေးလို့ရတယ်ဒါပေမဲ့ဒီတိုးတွေဆက်လက်အသက်ရှင်မှုအတွက်တဘာဝပါဝင်ခြင်းကပေးတဲ့စွမ်းအင်တွေတဘာဝနီးရမှာတရားတွေကိုသူတို့ control လို့မရကြဘူးပြောရင် နီးမတွေ့သေးခင်ပေါ့နော်နီးမတွေ့ကြသေးတာပေါ့ဒီလိုနဲ့ပဲကိုယ်တိုင်ထိန်းချုပ်လို့မရတဲ့တဘာဝစွမ်းအင်ကြီးတွေကိုဒီเจ้าဝင်ဆောင်ရွက်ပေးနိုင်မယ့်အရာတစ်ခုကိုလူသားတွေကလိုအပ်လာခဲ့တယ် ဟုတ်ပါတယ်ဒီနေရာမှာပဲနတ်ဖျားတွေဆိုတဲ့အယူအဆတွေပေါ်ပေါက်လာတာဖြစ်ပါတယ်အာလူတွေရဲ့စိတ်ထဲမှာနတ်ဖျားတွေဟာဒီမိုးလေနေမြောစာတွေကိုထိချုပ်သူတွေဖြစ်လာကြရဲ့ဒီလိုပဲလူတွေကနတ်ဖျားတွေကိုရစ်ပူစော်ပြီးတော့အပြန်အလှန်အနေနဲ့နတ်ဖျားတွေကသူတို့ကိုတီးနှံနေဖြစ်ထွန်းအောင်မိုးရောင်ကူညီပေးမယ်ဆိုတဲ့ဒီအပေးယူအာအပေးယူ agreement တခုဖြစ်သွားတယ်ပေါ့အာဒီကစနောက်ပိုင်းဘရင်နေအင်ပါယာတွေပေါ်ပေါက်လာတဲ့အခါမှာလဲဘရင်ရဲ့အာဏာနတ်ဖျားကအနိုင်ထားတာလို့ကြေညာပြီးတော့ ဒီသူတို့ရဲ့အုပ်ချုပ်မှုကိုတရားဝင်ဖြစ်စေခဲ့ကြတယ်။အာဒီကိစ္စကိုဒီနေ့ခေတ်ကပြန်ကြည့်မယ်ဆိုရင်တော့ဒါဝါဒအဖြစ်နေပေါ့ဗျာ။အာဒီရှုနှောင်းအရာဆိုရင်ဖန်ဆင်းရှင်ကိုယ်ပွယ်မှုဟာဒီလူအဖွဲ့အစည်းရဲ့ပြဿနာတွေကိုဖြေရှင်းဖို့နဲ့ဒီတင်းကျင်အောင်ထိန်းချုပ်ဖို့အတွက်ပပေါက်လာတဲ့ဒီစိတ်ကူးရင်ပုံဖော်မှုတစ်ခုဖြစ်တယ်ဆိုတော့ကိုမြင်ရလိမ့်မယ်။ဆိုတော့အခုဆက်လက်ပြီးတော့ဒီ position ဝါဒရဲ့အဓိကလက္ခဏာတွေနဲ့အဲကဘာတော်ဝန်ကတမိုင်းဝင်ယုံကြည်မှုတွေအကြောင်းကိုကျွန်တော်တို့ဆက်လက်လေ့လာကြည့်ကြရအောင်ပါ ဒီအရာကိုလေ့လာမယ်ဆိုရင်လည်းကျွန်တော်တို့ပထမအဦးဆုံးအနေနဲ့ဒီ creator reason လို့ခေါ်ရဲ့အာ foundation နဲ့ပတ်သက်တဲ့ concept တွေကိုပဲပြောရလိမ့်မယ်ပေါ့နော်အရှင်းဆုံးနဲ့နားလည်ရအလွယ်ကူဆုံးဖြစ်အောင်ပြောရရင်တော့ဒီအယူအဆရဲ့အဓိကအချက်ကဒီကျွန်တော်စัจ java ရာကြီးတစ်ခုလုံးနဲ့ဒီတက်ရှိတတ်မဲ့အားလုံးကိုဖန်ဆင်းတဲ့အလွန်တကူကြီးမားတဲ့ဩဇာကြီးမားတဲ့ပုဂ္ဂိုလ်တူအဖရာသခင်ဒါမှမဟုတ် God ရှိရယ်ဆိုရယ်ယုံကြည်ချက်ပဲဖြစ်တယ်ဒီဝါရမှာဆိုရင်ဖရာသခင်ရဲ့ဂုဏ်ပုဒ်တွေကအရန်ကိုကြီးမားလွန်းနေပေါ့နော် အာအဲ့ဒီကွန်ဘိုတွေကဘာလဲဆိုတော့ဒီ omnipotent လို့ခေါ်တဲ့အနန္တတကူရှင်ရဲနာကတော့ဖန်တီးရှင်ကအရာအလုံးကိုလုံးဆောင်နိုင်နိုင်ရှိတယ်။သူမှအရာအလုံးကိုလုံးဆောင်နိုင်တဲ့ ability ရှိရလို့ပြောချင်တာ။ဟာနောက်တစ်ခုကတော့ omniscient လို့ခေါ်တဲ့အလုံးစုံကိုသိမြင်နေသူဟာဖန်တီးရှင်ကဖြစ်ပြီးသားဖြစ်နေစေနောင်ဖြစ်လာမယ့်အရာအလုံးကိုသူကိုယ်တိုင်သိမြင်တယ်။သူရဲ့ဉာဏ်တော်နဲ့ဖောက်ထွင်းမြင်နိုင်တယ်ဆိုပြီးတော့ပြောချင်တာ။ဟာနောက်တစ်ခုကတော့ omnipresent လို့ခေါ်တဲ့ဒီနေရာတိုင်းမှာသူရှိနေတယ်။ ဟာနေရာတိုင်းမှာတစ်ချိန်တည်းမှာဘုရားသခင်ကရှိနေနိုင်တယ်လို့ပြောကြတဲ့အာယုံကြည်မှုဂုဏ်ပုဒ်တစ်ခုပေါ့နောက်တစ်ခုကတော့ creator foundation ပေါ့ကမ္ဘာလောကနဲ့ဒီတရားဝါတွေအားလုံးကိုဘုရားသခင်ကဖန်တီးရယ်ဆိုတဲ့အတိတ်ပဲနောက်တစ်ခုကတော့ law giver လို့ခေါ်တဲ့ပြည့်ညတ်တွေကိုပေးနိုင်စွမ်းရှိတဲ့သူနောက်တစ်ခုကတော့ judge ပေါ့နော်တရားသူကြီးအာလူသားတွေလိုင်းနိုင်ရမယ့်ကိုကျင်တရားဆိုင်ရာဥပဒေတွေကိုဒီဘုရားသခင်ကအချမှတ်ပေးထားတယ် ။အဲပြီးတော့ဒီလူသားတွေရဲ့ဒီကောင်းမှုမကောင်းမှုတွေအပေါ်မှာမူတည်ပြီးတော့တမန်တော်မှာတရားစီရင်မယ်။ပြီးရင်ကောင်းဝင်ပုံနဲ့ငရဲပုံကိုတက်ဆိုင်ရတယ်ကနေပို့မယ်ပေါ့။ဆိုတော့ဒီလိုမျိုး concept ပြောချင်တာကတော့ဒီလိုကောင်းစဉ်နဲ့ဒီလိုဂုံပုတ်တွေနဲ့ကိုးကွယ်ကြတဲ့ဝါဒကို creatorism လို့ခေါ်တာ။ဟို foundation ဝါဒပေါ့။ဥမာရှေးခေတ်အီဂျစ်မှာဆိုရင်ဒီ foundation နဲ့ပြပတာကိုကိုးကွယ်ကြသလိုမျိုးပေါ့။အဲဒါမဲ့အများအပြားတော့ဒီနှစ်ဖျားတွေဟာတခြားနှစ်ဖျားများစွာနဲ့အတူကိုးဝယ်ခံရတဲ့ဒီဘာသာတရားစနစ်ရဲ့အစိပ်ပိုင်းတစ်ခုတသာပါပဲ ။ဘာလို့လဲဆိုတော့ခုနကပြောခဲ့တဲ့ဒီအီဂျစ်မှာဆိုရင်လေဖန်သီးရနေပြားပတာတစုတွေကိုသာမကဘဲနဲ့နေနေပြားရွာပြီးတော့တမလုံကိုအစိုးရတဲ့နေပြားအုပ်ဆိုင်ရတုတ်ကိုပါကူးဝဲကြတာဖြစ်လို့ပဲ။ဒါအပြင်ဂရိဒဏ္ဍာရီထဲမှာရှေးခေတ်ဂရိလူမျိုးတွေကဒီမိုးကြိုးနေပြားဇူးပင်လယ်နေပြားပိုဆိုင်ဒွန်နဲ့တမလုံနေပြားကေတစ်စတုတ်ကိုလည်းကူးဝဲကြသလိုနော်ဝေးဒဏ္ဍာရီထဲမှာလည်းလူရီဟာညံပြင်းတဲ့ဖျားအားလုံးရဲ့ဖခင်အိုရင်နဲ့မိုးကျွန်းတဲ့ဖျားတောတို့ကိုကိုးကွယ်ကြတယ်။ဟောတောကတော့အားလုံးသိတဲ့အတိုင်းပဲ Marvel တဲ့ ရဲကဟီးရိုးတကောင်ပေါ့ဆိုသူ့ကိုကိုးကွယ်ကြတယ်ပေါ့အလားတူပဲကျွန်တော်တို့ဟိန္ဒူဘာသာမှာဆိုရင်လေဖန်ဆင်းခြင်းတည်တန်းစေခြင်းနဲ့ပျက်စီးခြင်းတို့ကိုအဆိုးရတဲ့ဒီမြန်မာဗေဒနိုးနဲ့တီဝါတို့လိုနတ်ဘုရားသုံးပါးကိုအဓိကထားပြီးတော့ဒီနတ်ဘုရားအများအပြားကိုကိုးကွယ်ကြတယ်။အာဒီလိုဘုရားတွေအများကြီးကိုးကွယ်တဲ့ဘာသာကိုတော့ Pythagorean လို့ခေါ်တယ်ဗျ။အဲ တကယ်လည်းဟုတ်ပါတယ်အိန္ဒိယမှာဆိုရင်ဖျားပေါင်းတန်းနဲ့ချီပြီးတော့ရှိရပေါ့နော်အာသို့တော်ဒီလိုမျိုးဖျားအများကြီးကိုကိုးကွယ်ရာရှိသလိုတဆူရဲသောဖန်ဆင်းရှင်ဖျားကိုပဲကိုးကွယ်တဲ့မိုနိုဒဇင်လို့ခေါ်တဲ့ကိုးကွယ်မှုတွေလည်းရှိတယ်ဒီလိုမိုနိုဒဇင်လို့ခေါ်တဲ့ဘာသာရဲမှာဆိုရင်တတန်းအရင်ဆုံးနေတဲ့ကတစ်ခုကတော့ဒီအာလွန်ခဲ့တဲ့ရှေးရခင်များစီကတော့ပါရှားပြီပေါ့ဒီနေ့ခေတ်လို့ဆိုရင်တော့အီရန်နိုင်ငံမှာစတင်ခဲ့တဲ့ဒီဇိုရိုအစတာဘာသာပဲဖြစ်တယ်အာပါရှားတွေကအရင်ကနေလနဲ့မီးကိုကိုးကွယ်ရာကနေ လွန်ခဲ့တဲ့နှစ်ပေါင်း3500လောက်ကစပြီးတော့ပညာရှိအရှင်သခင်အဟူရာမာစတာဆိုတဲ့တဆူရဲသောဖန်ဆင်းရှင်အဖြစ်ပြောင်းလဲကိုးဝယ်ခဲ့ကြတယ်။ဒါကြောင့်ဒီ Zoroaster ဘာသာဆိုတာဗုဒ္ဓဘာသာထက်ရော Islam Korean ဘာသာတွေထက်ပါဆိုရက်အဲကမ္ဘာအစုံဆုံးဖန်ဆင်းရှင်တစုတည်းကိုကိုးဝယ်တဲ့ဘာသာတွေထဲကတစ်ခုအဖြစ်ဟာဒီနေ့ခေတ်သမိုင်းပညာရှင်တွေက review ထားကြတယ်။ဒါပေမဲ့ဒီနေ့ခေတ်အထည်အဆက်မပြတ်တတန်းအရှိကြဆုံးတဲ့ဒီကမ္ဘာလူကြီးအများစုပေါ်လွှမ်းမိုးမှုအကြီးမားဆုံးဖြစ်တဲ့ဖန်ဆင်းရှင်ကိုးဝယ်မှုတွေကတော့ ဒီဂျူရီဇန်လို့ခေါ်တဲ့ဂျူရာဘာသာကနေအခြေတည်လာတာလွန်ခဲ့တဲ့ပုံ၄000နီးပါးကဒီအပြင်ဟန်နဲ့ဘုရားသခင်ကြားကပဏိညင်ကနေစတင်ခဲ့တယ်လို့ယုံကြည်ကြတဲ့ဂျူရာဘာသာဟာဒီအစမပြတ်တည်ရှိလာခဲ့တဲ့တက်တန်းအရှိဆုံးဖန်ဆင်းရှင်ကိုယ်ဝယ်ဘာသာတစ်ခုပဲဖြစ်တယ်ဗျဒီဂျူရာဘာသာရဲ့အခြေခံအုံမြင့်ပုံမှာနောက်ပိုင်းမှာကမ္ဘာအကြီးဆုံးဘာသာတရားတွေဖြစ်လာမယ်ခရစ်ယာန်ဘာသာနဲ့အစ္စလာမ်ဘာသာတို့က စင်ကဲပြောင်းလဲဆက်လက်ပေါ်ထွန်းခဲ့တာဖြစ်တယ်။အခုဒီဂျူဒါဘာသာရဲ့အခြေခံအုံမြင့်ပေါ်မှာဆက်လက်ပေါ်ထွန်းလာတဲ့ခရီးယန်ဘာသာမှာတော့ဒီဖျားသခင်ကိုသုံးမတဆူဒီ Trinity ဆိုရဲနည်းနည်းတဲ့အယူဆတစ်ခုကိုယုံကြည်ကြတယ်။အဲ့ဒါကတော့ဖျားသခင်ကတဆူလေးဖြစ်ပေမဲ့ဒီ Father လို့ခေါ်တဲ့ခမဲတော့အဒီဆန်လို့ခေါ်တဲ့တားတော်ယေရှုခရစ်ပေါ့။အခုတန်ရှင်းသောဝိညာဉ်တော်ဒီ Holy Spirit ဆိုပြီးတော့ပုဂ္ဂိုလ်သုံးပါးသာရတရှိတယ်ဆိုတာပါပဲ။ခရီးယန်တို့အတွက်ကတော့ဒီဖျားသခင်ဟာမေတ္တာရှင်ဖခင်တဲ့ဦးဖြစ်ပြီးတော့ လူသားတွေအပြစ်တွေအသေးခံရွေးနှုတ်ပေးခဲ့တဲ့သားတော်ယေရှုခရစ်ကိုယုံကြည်ခြင်းအပြင်ဒီထာဝရအသက်နဲ့ကယ်တင်ခြင်းကိုရရှိနိုင်တယ်လို့တမန်ကျမ်းစာကလမ်းညွှန်ထားပါတယ်။ဒီလိုပဲအစ္စလမ်ဘာသာမှာကတော့ဖန်ဆင်းရှင်ကိုအလ္လာဟ်လို့ခေါ်ပြီးတော့ဒီကိုယ်ဝယ်ယုံကြည်မှုရဲ့အဓိကအခြေခံအုံမြေကတော့ဒီထိုဟီလို့ခေါ်တဲ့အလာရှင်မြတ်ရဲ့တဆူရဲဖြစ်တည်မှုအပေါ်မှာအခိုင်အမာတည်ဆောက်ထားတယ်။အာအရှင်မြတ်မှာဘယ်လိုအပေါင်းအဖော်တာသမီပုံစံတူမှမရှိဘဲနဲ့ ဒီအရာအလုံးထက်မြင့်မြတ်ပြီးတဆူရဲတာဖြစ်ကြောင်းသူတို့ကအလင်းနဲ့ယုံကြည်ကြတယ်။အာလူသားတွေဟာအလာရှင်မြတ်ရဲ့အလိုတော်တိုင်းလိုင်းနာကျင့်သုံးပြီးဘဝကိုအနည်းရမယ်လို့လည်းဆိုထားတယ်။အာနောက်ပြီးဒီကိုအန်ကျန်းတော်မြတ်ဟာဒီအလာရှင်မြတ်ကနောက်ဆုံးတမန်တော်မူဟာမက်ကတဆင်လူသားတွေတဲ့ချပေးခဲ့တဲ့နောက်ဆုံးလမ်းညွှန်မှုအဖြစ်လဲယုံကြည်ထားကြပါတယ်။အမြင်သာဆုံးကြည့်မယ်ဆိုရင်ဒီဘာသာတရားတွေကိုကိုးကွယ်တဲ့သူနဲ့သူတို့ဖခင်ရဲ့ဂျာက relationship ကဒီဖန်နီးရှင်နဲ့ဖန်နီးခံဆိုတဲ့အရာတစ်ခုပဲဗျ။ အာလူသားတွေကဘုရားသခင်ကိုကိုးကွယ်ဆုတောင်းရတယ်သူ့ရဲ့ပညတ်တော်တွေကိုလိုက်နာရတယ်အခက်ခဲကြုံလာရင်သူ့ရဲ့ကယ်တင်မှုကိုမျှော်လင့်ရတယ်ဒီကယ်တင်ခြင်းတရားဆိုတာကိုယ့်ရဲ့ကြိုးစားမှုအတွက်ဘုရားသခင်ရဲ့ဂရုဏာတော်အပေါ်မှာအဓိကမူတည်နေတယ်လို့လည်းယုံကြည်ကြတယ်ပေါ့ဒါကြောင့်အချုပ်အားဖြင့်ပြောရမယ်ဆိုရင်တော့ဒီ creatorism လို့ခေါ်တဲ့ foundation ဝါရဆိုတာဟာဒီအပြင်ဘက်ကတကိုးစွမ်းအားတစ်ခုကိုအကျွမ်းမဲ့ယုံကြည်ပြီးတော့ဒီစွမ်းအားနဲ့ဒီအရှင်သခင်ရဲ့ ဒီကယ်တင်ကြီးကိုမျော်ကိုတဲ့တမိုင်းတစ်ချောင်းအမြင့်တွင်နေတဲ့လမ်းစဉ်တစ်ခုသာဖြစ်တယ်။အာโอเคဒီလောက်ဆိုရင် creatorism နဲ့ပတ်သက်လို့ဒီဘာသာတော်တော်များများလေးပါပြီ။နောက်ပြီးကြ creatorism ရဲ့အဓိက concept တစ်ခုဖြစ်တဲ့ဖန်သင်းရှင်နဲ့ဖန်သင်းငန်ဆိုတဲ့ relationship ကိုလည်းကျွန်တော်အာ final လုပ်ခဲ့ပြီးသွားပြီ။ဆိုတော့ဆက်လက်ပြီးတော့အဲကျွန်တော်ရဲ့ personal အရာသဘောကျတဲ့ဒီ guide ဆိုတဲ့အဲ concept လေးပဲသွားမယ်ပေါ့။အဲမြန်မာလိုဆိုရင်တော့လမ်းပြသူဆိုတဲ့ concept ပေါ့ ထမဦးဆုံးအနေနဲ့ပြောချင်တာကတော့ the guide ဆိုတဲ့ concept ဟာအဲဒီ creatorism ဆိုတဲ့ concept နဲ့လုံးလုံးနီးပါး꿰ပြတဲ့ရှူထောင်တစ်ခုပဲဖြစ်တယ်။ဒီဝါရမှာအလေးထားတာကဖန်ရှင်ဖျားမဟုတ်ဘဲနဲ့လူသားတွေကိုဒုက္ခကလွတ်မြောက်အောင်လမ်းကိုညွှန်ပြပေးတဲ့ဒီဒီ guide မြန်မာလိုဆိုရင်တော့လမ်းပြသူဒါမှမဟုတ်လဲဆရာတဦး teacher ဆိုပြီးတော့ယုံကြည်ကြတဲ့သဘောတရားတစ်ခုပေါ့။အခုဒီလမ်းပြသူဆိုတဲ့ concept မှာလေခုန creatorism မှာ အော်ရှေ့မှာပြောခဲ့တဲ့ဒီ creatorism ဆိုတဲ့ concept မှာလို့ပဲဂုံဘုတ်တွေတော့ရှိရဲ့အဲဘယ်လိုဂုံဘုတ်တွေလဲဆိုတော့နံပါတ်1ကတော့ human origin ဒီလူသားတစ်ဦးဖြစ်ခြင်းပြောချင်တာကအဲဘယ်လိုမျိုးနေရာကမှဘုံတိုင်းဆိုပေါ်လာတာမဟုတ်ဘူးလူသားတစ်ဦးလို့ပဲပရိသန်တွေတည်ရတယ်မိခင်ဝမ်းကြတိုင်းမှာကိုးလာလွယ်ဆယ်လောက်ဖွားပြီးတော့လူသားတစ်ဦးစစ်စစ်ဖြစ်ဖြစ်နဲ့မွေးဖွားခဲ့ရတယ်အာနောက်တစ်ခုကတော့ self enlightenment လို့ခေါ်တဲ့ကိုကိုယ်တိုင်အမှန်တရားကိုရှာတွေ့သူပေါ့ သူဟာကိုပိုင်စူးစမ်းမှုဉာဏ်ပညာနဲ့လုံလဝရိယတွေကြောင့်မို့ဒီအမှန်တရားကိုကိုယ်တိုင်တွေ့ရှိပြီးတော့အစစ်အမြင်သုံးသောဉာဏ်တော်ကြီးကိုရရှိပိုင်ဆိုင်ခဲ့တယ်ပြောချင်တာကတော့ကိုတူကိုထားစူးစမ်းခဲ့တယ်အဲမရအောင်သွားခဲ့အခက်အခဲအများကြီးကြုံရခဲ့နောက်ဆုံးကျမှသူကိုယ်တိုင်ဉာဏ်တော်ကိုရှာဖွေတွေ့ရှိခဲ့တယ်နောက်တစ်ခုကတော့သူဟာ Pathfinder ဖြစ်ပြီးတော့ Not Creator အာပြောချင်တာကလမ်းပြသူသာဖြစ်တယ်ဖန်တီးရှင်လုံးဝမဟုတ်ဘူးသူ့ကိုဖော်ထုတ်သူလမ်းပြသူလိုပဲကျွန်တော်တို့ ြောဆိုရတယ်သူကိုယ်တိုင်လည်းအဲ့လိုမျိုးပဲဝန်ခံသွားခဲ့တယ်ပေါ့ပိုပြီးနည်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 းပြောရရင်တော့ तू ဟာတဘာဝတရားကြီးကိုဖန်ဆင်းတာမဟုတ်ဘူးပြောချင်တာကတော့ तू ဟာအမှန်တရားဆိုတဲ့အရာကြီးကိုဖန်ပြီးခဲ့တာမဟုတ်ဘူးတဘာဝတရားနဲ့နှီးရမှာဖြစ်စဉ်တွေကို तू ဖန်ပြီးခဲ့တာမဟုတ်ဘူးဒီတဘာဝမှာအစင်မြဲတည်ရှိနေတဲ့နှီးရမှာတရားတွေနဲ့လမ်းမှန်ကိုရှာဖွေတွေးရှိပြီးတော့တဖန်လမ်းပြန်ပြခဲ့တယ်လို့ပဲဆိုလိုချင်တာနောက်ပြီး तू ဟာကဲတင်တဲ့သူမဟုတ်ဘူးအဲကဲတင်ပြောမှာမဟုတ်ဘူးပေါ့ဒါပေမဲ့ လွတ်မြောက်ရာလမ်းလွတ်မြောက်မှုစီကိုသွားလို့ရမယ်နီးလန်းနဲ့မြေပုံကိုတော့သူပေးဆွမ်းလိုက်အဲသူပေးထားခဲ့ဆိုတော့ဒါလည်းကွန်ပိုတစ်ခုပဲခொနန် creator resin မှာဒီကိုယ်ွယ်သူနဲ့ကိုယ်ွယ်ခံရသူရဲ့ relationship ကဖန်ဆင်းရှင်နဲ့ဖန်နီးခံရသူဆိုပြီးရှိရဒါမဲ့ဒီ the guy ဆိုရဲ concept မှာကကြတော့ဆရာနဲ့တပည့် relationship ပဲနောက်ပြီးတော့ကဲတင်ချင်းဆိုတာအပြင်ကလာတဲ့အရာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဒီ inner world လို့ခေါ်တဲ့အတွင်းစိတ်မှာပဲတည်ရှိနေတယ် လုံမြောက်မှုကိုရရှိဖို့အတွက်ဒီဆူတောင်းရုံနဲ့မရဘဲနဲ့ဒီ the guide ကချမှတ်ပေးခဲ့တဲ့လမ်းစဉ်တွေကျင့်စဉ်တွေကိုကိုယ်တိုင်လိုင်းစာကျင့်တဲ့အားထုတ်ဖို့လိုအပ်တယ်။ပြောညာတော့ hatch လောင်းဆိုမကယ်ပေးနိုင်ဘူး။ကယ်လည်းမကယ်ဘူး။အာနီလန်းပြပေးထားခဲ့မင်းကိုယ်တိုင်လိုက်လျှောက်မင်းကိုယ်တိုင်လိုက်ပြီးတော့မင်းမြန်ဒါဆိုရင်ငါတွေးခဲ့တဲ့အရာကိုမင်းလည်းတွေးနိုင်တယ်ဆိုတဲ့ပုံစံမျိုးဒီဝါရနဲ့ပတ်သက်လို့အထင်ရှားဆုံးဥပမာကတော့ကျွန်တော်တို့ဗုဒ္ဓဘာသာပဲဗျဒီဗုဒ္ဓဘာသာမှာတွေ့ရတဲ့ဂေါတမမြတ်စွာဘုရားပေါ့ ဒီမြတ်စွာဘုရားဟာသူ့ကိုယ်သူလောကကိုဖန်ဆင်းတဲ့ဘုရားသခင်လို့တခါမှမကျင်ကြဘူး။သူဟာဒီတရားရည်အတစ်ကိုစေကျော်ပေးနိုင်တဲ့ကယ်တင်ရှင်ကြီးပါလို့လဲဟောကြားခဲ့တာလို့မရှိဘူး။သူကဒီငါဘုရားဒီလမ်းမကိုညွှန်ပြပေးုံသာတက်နိုင်တယ်။ဒီလမ်းနဲ့လိုက်လျှောက်ပြီးတော့ကိလေသာကုန်ခဲ့ရနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့မှာမူမင်းတို့ကိုယ်တိုင်လိုက်လို့ရမယ့်အရာဖြစ်တယ်ဆိုပြီးတော့ရှင်းရှင်းဘွင်းဘွင်းကြီးကိုပြောထားခဲ့ပါတယ်။ဒါကြောင့်သူပြခဲ့တဲ့ဒီတစ္ဆာလေးပါမက်ကင်ရှိပါဆိုတာ လွတ်မြောက်မှုအတွက်ကိုယ်တိုင်လိုက်နာခြင်းသုံးရမယ်နီလန်တစ်ခုသာဖြစ်ပါတယ်။နီလန်တစ်ခုမြေပုံတစ်ခုသာဖြစ်တယ်ပေါ့။အာโอเคဆိုတော့ဆက်လက်ပြီးတော့ဒီလမ်းပြသူဆိုတဲ့အယူအဆကိုပို့ပြီးနားလည်သွားဖို့အတွက်အာဗုဒ္ဓကိုတခြားသောကဘာကျော်လမ်းပြသူအတွေ့အော်ပညာရှင်တဦးဖြစ်တဲ့ Confucian နဲ့နိုင်ရှင်ကြည်သွားပါမယ်။ဒီလိုနိုင်ရှင်ရှင်ဟာဗုဒ္ဓဘာသာကိုတခြားဘာသာတစ်ခုနဲ့ကျွန်တော်ရှင်းတာမဟုတ်ဘဲနဲ့ဒီ guy ဆိုရဲအခန်းကဏ္ဍကို perspective အမျိုးမျိုးကနေကြည့်မြင်တာဒါဖြစ်ပါတယ်ဆိုတော့ဒါလေးကို disclaimer အနေနဲ့ကျွန်တော်ပြောချင်ပါတယ်ပေါ့နော် ဆိုတော့စကားပြန်ဆန်းရရင် confusion နဲ့ဗုဒ္ဓတို့ဟာလမ်းပြသူတွေဖြစ်ပါတယ်။အဒီ creator တွေလုံးဝမဟုတ်ပါဘူး။သူတို့နှစ်ဦးစလုံးဟာလူသားတွေရဲ့အကျိုးစီးပွားအတွက်လိုင်းနာတဲ့နဲ့လမ်းစဉ်တွေကိုချမှတ်ပေးခဲ့တယ်။ဘသူကမှသူတို့ကိုဖန်ဆင်းရှင်အဖြစ်ကိုးကွယ်ခဲ့တာမျိုးမရှိဘူး။နောက်ပြီးတော့သူတို့ကိုယ်တိုင်ကလည်းဖန်ဆင်းရှင်မဟုတ်ဘူးဆိုပြီးတော့ခဏခဏ final လုပ်ပြီးပြောကြပါတယ်။သူတို့ရဲ့လမ်းညွှန်မှုကိုလိုင်းနာမှုပဲတိုက်တွန်းတယ်။ဒီလိုလိုင်းနာဖို့တိုက်တွန်းတဲ့နေရာမှာတော့အကျိုးရှိမှဆက်လက်ကျင့်သုံးဖို့ အထိပြောခဲ့တယ်ပေါ့နော်။ဒါပေမဲ့ confusion နဲ့ဗုဒ္ဓနှစ်ယောက်ညွန်ပြတဲ့လမ်းကတဦးနဲ့တဦးတော့မတူကြဘူးဗျ။အာဒီလိုပြောတော့မေးစရာရှိလာတယ်။ဘလို့မတူတာလဲ။ဒါဆို confusion ညွန်ပြခဲ့တဲ့လမ်းကဘလို့လမ်းလဲ။ဗုဒ္ဓညွန်ပြခဲ့တဲ့လမ်းကရောဘလို့လမ်းဖြစ်နေမလဲ။ Okay ဒီအဖြစ်ကိုပေးဖို့တယ်ကျွန်တော်တို့ပထမအဆုံးဗုဒ္ဓညွန်ပြခဲ့တဲ့လမ်းကိုပြောကြည့်ကြပါမယ်။ဒီဗုဒ္ဓရဲ့လမ်းစဉ်ဟာ logi အရေးတဲ့ logodra အရေးကိုဦးစားပူပေးဟိုပို့ဦးတည်ရပေါ့ ပန္နငါတော့တန်တရားဝိစင်းရဲကနေလုံးဝလုံးမြောက်ပြီးဒုက္ခအလုံးချုပ်ငြိမ်းရာနိဗ္ဗာန်မှာပဲ။ဟာတနည်းအားဖြင့်ဒါဟာစိတ်ပိုင်းဆိုင်ရာအပြည့်အစုံလုံးမြောက်မှု spiritual liberation ကိုဥတည်တဲ့လမ်းစဉ်တစ်ခုလို့လည်းနားလည်ထားလို့ရပါတယ်။အဲနောက်ပြီးတော့ဗုဒ္ဓရဲ့တရားတော်တွေဟာဒီစိတ်ရဲ့သဘောသဘာဝ၊ကံတရား၊ဘဝရဲ့အနိစ္စဒုက္ခအနတ္တသဘောတရားတွေကိုနက်နက်နဲနဲကိုခွဲခြားစိတ်ပြထားပါတယ်။ Okay ဟုတ်ပြီ။ဒါဆို confusion ညွန်ပြတဲ့လမ်းငါဘယ်လိုလမ်းဖြစ်နေမလဲ။ဒီ confusion ဆိုတာကတော့တရားဥဒွေးခေါ်ပညာရှင်နဲ့ အာပညာရေးသမားတဦးလို့ပြောလို့ရတယ်။သူ့ရဲ့လမ်းစဉ်ကတမလွန်နဲ့နှပြားတွေအကြောင်းကိုလည်းအဓိကမထားဘူး။သူအဓိကထားတာကဒီဘဝဒီလောကမှာလူချင်းချင်းဘယ်လိုနေထိုင်ဆက်ဆံမလဲဘယ်လို communicate လုပ်မလဲဆိုတဲ့သဘောတရားတွေပေါ့။တနည်းအားဖြင့်လောကီရေးရာအောင်မြင်မှုအတွက်အများကြီးပြောရတဲ့သူတွေဟောလို့လည်းနားလည်လို့ရပါတယ်။သူ့ရဲ့ဘန်းနိုင်ဟာဒီကိုဂျင်တရားကောင်းမွန်ပြီးတော့တင်ငင်အေဂျင့်နဲ့လူအဖွဲ့အစည်းတစ်ခုကိုတိစောက်ဖို့ပါ။ အဲသူကမိဘကိုယူသိခြင်းဖြောင်းမှန်မှန်ကန်ခြင်းလူမှုကျင့်ဝတ်တွေကိုလေးစားခြင်းစတဲ့လူမှုရင်းနဲ့ကိုကျင်တရားဆိုင်ရာအခြေခံတွေကိုသင်ကြားပေးခဲ့တယ်။ဒါကြောင့်ဒါဟာလော်ကီကောင်းကျိုးကိုဥတည်တဲ့လမ်းစဉ်တစ်ခုလို့ကျွန်တော်စောနံကပြောခဲ့တာဖြစ်ပါတယ်။ဆိုတော့ဒီ confusion နဲ့ဗုဒ္ဓကိုရှင်းကြည့်မယ်ဆိုရင်ဒီမြတ်စွာဘုရားကတော့ logotra လမ်းပြသူဖြစ်ပြီးတော့ဒီ confusion ကိုတော့ logi ရာလမ်းပြသူတူလို့ဒီဆိုနိုင်ပါတယ်။ဒါနဲ့ပတ်သက်လို့ဒီနှိုင်းရှင်မှုကဘာကိုပြနေတယ်လဲဆိုရင် ဒီလမ်းပြသူဆိုတဲ့အယူဆဟာဘလောက်ကျေပြန့်နေရှူတောင်းနေဘလောက်ထိရှိရဲဆိုတာကိုတက်တည်ပြနေပါတယ်။အာโอเคဆိုတော့ဒီနေ့ဗီဒီယိုမှာကျွန်တော်တို့ဟာ condition ဝါဒနဲ့လမ်းပြသူဝါဒဆိုတာကိုလက်လမ်းမီတလောက် perspective လေးတွေကနေလေ့လာခဲ့ကြပါတယ်။ဒီ condition ဝါဒဟာပြင်ပကလာတဲ့တကူးဆွမ်းအားနဲ့ကယ်တင်မှုကိုအားကိုးယုံကြည်တဲ့လမ်းစဉ်ဖြစ်ပြီးတော့ဒီလမ်းပြသူဝါဒကတော့ကိုယ်တိုင်ရဲ့ကြိုးစားအားထုတ်မှုနဲ့အတွင်းစိတ်ရဲ့ဒီဆွမ်းအားကိုအားကိုးပြီးလွတ်မြောက်အောင်လမ်းကိုရှောက်လန်းတဲ့လမ်းတစ်ခုဖြစ်တယ်ဆိုတာကိုလည်း မြင်နိုင်ခဲ့ကြမယ်ထင်ပါတယ်။ဆိုတော့ဒီလိုမျိုးခွဲခြားနိုင်ရှင်မှုတွေကဘာကြောင့်အရေးကြီးကြလဲ။ဘာကြောင့်အရေးကြီးကြလဲဆိုရင်တော့ဒီကိုဘေးအရာကိုယုံကြည်တယ်လဲဆိုတာကဒီကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုရှုမြင်ပုံကိုယ့်ရဲ့ကိုခြင်းတရားဒီကိုယ့်ရဲ့ပန်းတိုင်းနဲ့အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းပုံတွေကိုပါပေးဆွမ်းနိုင်လို့ပါပဲ။အာကျွန်တော်တို့ဟာအပြင်ဘက်ကအဖြေတွေကိုရှာဖွေမလား။ဒါမှမဟုတ်ကျွန်တော်တို့ရဲ့အတွင်းစိတ်ထဲမှာပဲရှာဖွေမလား။အဲကိုခြင်းတရားကရော အထက်ကလာတဲ့ပညာချက်တွေပေါ်မှာအခြေခံတာလားဒါမှမဟုတ်ကောင်းမှုမကောင်းမှုရဲ့အကြောင်းနဲ့အကျိုးကံတရားကိုကိုယ်တိုင်စဉ်းစားသုံးသပ်ပြီးမှချမှတ်မှာလားတကယ်တော့လက်တွေ့ဘဝမှာဒီအယူဆတွေကရေရာခွဲခြားလို့မရအောင်ရောရှက်နေတာမျိုးတွေလည်းရှိနေပြန်တယ်ဥပမာမဟာယာနဗုဒ္ဓဘာသာမှာဆိုရင်ဒီကိုကျိုးမဖက်ကဲတင်မှုကြိုးစားတဲ့ဘောဓိတတ္တဖျားလောင်းနေရဲ့အခဲခန္ဓာဟာလေလမ်းပြသူတတ်တဲ့ထက်ပိုပြီးတော့ကဲတင်သူရဲ့အရင်းငွေလေးတွေပါနေတာမျိုးလည်းရှိပါတယ် ဒီတကူအာနုဘောက်ကိုအလေးမပေးတဲ့ဒီ guide လို့ခေါ်တဲ့လမ်းပြသူတွေကို အချိန်ကြာလာတဲ့အခါမှာလူသားတွေကဖန်သေးရှင်တပါလို့ဒီကိုးဝယ်လာကြတဲ့အမှတ်တမ်းတွေလည်းတမိုင်းစာမျက်နှာတွေမှာရှိခဲ့ဘူးပါတယ် Okay ဆိုတော့ကျွန်တော်ရှေ့မှာအဲဒီကို research လုပ်ခဲ့တဲ့အရာတွေကိုတင်ပြခဲ့တယ်ရှုထောင့်အမျိုးမျိုးကနေမြင်ကြည့်ခဲ့ဒါဆိုရင် ကျွန်တော်ရဲ့ကိုယ်ပိုင်အမြင်ကရောဘလို့ရှိနေမလဲအဲကျွန်တော်ကတော့ဒီ foundation ကိုယုံကြည်သည်ဖြစ်စေဒီလမ်းပြသူကိုအားကိုးသည်ဖြစ်စေ ဒီအရာတွေဟာကျွန်တော်တို့ရဲ့ဘဝကိုအသေးဝယ်ဖွင့်ဆိုရမှာအသုံးပြုတဲ့ဒီမတူညီတဲ့ကောက်ချောင်းပေါင်တွေပဲဖြစ်တယ်ဆိုတာကိုလက်ခံသေးခြင်းနဲ့ balancing ကပုံမှန်နဲ့ဒီ balancing ကတော့ပုံမြင့်နေတယ်ဆိုတာကိုငင်းခုန်နေမယ်အစားဒီအရေးကြီးဆုံးလို့ကျွန်တော်မြင်တဲ့အချက်တစ်ချက်ရှိပါတယ်အဲ့ဒါကတော့ဘဲဘာသာကိုကိုယ်တိုင်ဖြစ်စေဘလို့ကွန်ဆက်ကိုလက်ခံနေဖြစ်စေလူတယောက်ရဲ့တကယ့်တန်ဖိုးကို တိုင်းတာတဲ့အခြေခံအကြဆုံးကတော့လူသားဆန်မှုပါပဲဘလို့လူသားဆန်မှုလဲဆိုတော့ဒီကိုယ့်ရဲ့စေရောကိုယ်ပါပြုစင်တန်ရှင်းအောင်နေထိုင်ခြင်း ဒီကိုကျင်တရားကိုလက်ကင်ထားပြီးတော့သူတစ်ပါးရဲ့ခန္ဓာချက်ကိုနားလည်ပေးခြင်းဒီကိုရဲ့လုံရဲ့အတွေ့အကြုံနှုတ်ထွက်စကားနဲ့ဘသူ့ကိုမှဒုက္ခမပေးခြင်းလို့ပဲဖြစ်ပါတယ်ဒီအချက်တွေဟာကျွန်တော်တို့ဘယ်ဘာသာပါမယ်ကြည့်ကြည့်ပေါ့နော်ဘာသာတရားအတိုင်းရဲ့အခြေခံကြားတဲ့ concept တွေအခြေခံချတဲ့အချက်တွေပဲဖြစ်တယ်ဆိုတာကိုမြင်ရပါလိမ့်မယ်ဒါကြောင့်လူသားဆန်မှုဒီကောင်းမွန်တဲ့လူသားတယောက်ဖြစ်လာဖို့ဆိုတာဟာဘယ်ဘာသာဝင်ဖြစ်နေတယ်လဲဆိုတာထက်အများကြီးပိုအရေးကြီးတယ်လို့ကျွန်တော်ကတော့လက်ခံယုံကြည်ထားပါတယ် ိုကေဆိုတော့ကျွန်တော်တို့ဇကားတွေလည်းအများကြီးပြောခဲ့ကြပြီဟိုရှူတော့အမျိုးမျိုးအမြင်အမျိုးမျိုးကနေလည်းကျွန်တော် ကြီးခဲ့ပြီးသွားပြီအာဒါကြောင့်ကျွန်တော်နောက်ဆုံးအနေနဲ့မေးခွန်းလေးတစ်ခုမေးရင်မယ်ကျွန်တော်ရေထုံးစံအတိုင်းအဆုံးသက်ချင်တယ်ပေါ့နော်ကျွန်တော်ဗာမေးခွန်းလေးမေးချင်တာလေဆိုတော့အခုကြည့်နေတဲ့မိတ်ဆွေတို့ကရော ကိုယ့်ရဲ့ဘဝလမ်းခီးမှာကိုယ့်ကိုကယ်တင်ဖန်ဆင်းနိုင်မဲ့အရှင်တစ်ပါးကိုယုံကြည်အားကိုးရင်ရှေ့ဆက်ချင်ပါသလားဒါမှမဟုတ်လမ်းမှန်ပြသပေးခဲ့တဲ့ဆရာတအူးရဲ့မြေပုံကိုလက်ကင်ထားပြီးတော့ကိုယ့်ရဲ့ခြေလမ်းတွေနဲ့ကိုရှေ့ဆက်ချင်ပါသလား ဒါမှမဟုတ်ဒီလမ်းတစ်ခုကိုတနည်းနည်းနဲ့ပေါင်းဆက်ပြီးတော့ကိုပိုင်လမ်းတစ်ခုဖောက်ခြင်းမှာတလားအဖြေကတော့မိရှိရဲ့နှလုံးသားနဲ့ဉာဏ်ပညာတွေမှာပဲရှိနေပါလိမ့်မယ်ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ